မင်္ဂလာပါ AKS Sport ရဲ့ Tactical Analysis အစီအစဉ်လေးကကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ဒီအစီအစဉ်ကိုတာဝန်ယူတင်ဆက်ပေးမယ့်မြန်မာလူသင်ကစားသမောင်းတန်းထောင်မယ်ဖြစ်ပါရစေ။အဲဒီနေ့ကျွန်တော်တို့ရွေးချယ်ပေးထားတဲ့ပွဲစဉ်ကတော့မနေ့ကညရှင်ပြိုင်ခဲ့တဲ့ EFL Cup Final လေဘဘူးအသင်းနဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်ကို Tactical Analysis လေးလုပ်ပြီးရွေးချယ်ပေးထားတာဖြစ်ပါရစေခင်ဗျာ။ပထမဆုံးကျွန်တော်တို့မင်းညာရှင်မြန်ကစားခဲ့တဲ့ဒီပွဲစဉ်ရဲ့ကျွန်တော်ဒီပွဲစဉ်လေးရဲ့သုံးသက်ချက်အချင်းချင်းလေးကိုပေါ့နော်အရင်ဆုံးကျွန်တော်တင်ပြပြမှာဖြစ်ပါတယ် မင်းညအပွဲမှာတော့ကျွန်တော်ဒီ Newcastle အသင်းအရတော့ Liverpool အသင်းကို2-0တကိုးနဲ့အနိုင်ရရှိပြီးတော့သူတို့ရဲ့ပြည်တွင်းဖလားမရရှိမှု2.90ကြာဆန်ကျင်ုံတော့ပထမအဦးဆုံးရတက်နိုင်ခဲ့ပြီဗျ။အဓိကတော့ကျွန်တော်နှစ်သင်းလုံးကတော့အဓိကကျွန်တော်ဒီပွဲစဉ်မှာအဓိကကစားသမားအစုံလင်ပွဲထုတ်ပြီးတော့အသုံးပြုလာတာတွေ့ရတယ်။ Newcastle အသင်းကတော့ Liverpool အသင်းရဲ့ပွဲပန်းနေတဲ့ဒဏ်ကိုအကောင်းဆုံးအခွင့်အရေးအသုံးချသွားပြီးတော့သူတို့အသင်းရဲ့ physical အားတာချက်ကိုအကောင်းဆုံးအသုံးချကနှစ်ကိုးတကိုးဆိုတဲ့အနိုင်ရလက်ကိုပေါ်ဆောင်သွားနိုင်တာတွေ့ရတယ်ဗျ။အဓိကပြန်ကြည့်ရမယ်ဆိုတော့ Liverpool အသင်းကတော့ဂျာယက်မှာရှင်မြန်ကစားခဲ့တဲ့ဥရောပပွဲစဉ်က PSG အသင်းနဲ့ပွဲစဉ်မှာမိနစ်120ထိရှင်မြန်ကစားတဲ့ အနေထားမှာကစားသမားတွေရဲ့ပင်ပန်းနှွမ်းနယ်မှုတွေကစားအားကြဆင်းနေမှုတွေကိုကျွန်တော်တို့အများကြီးတွေးကြရတယ်။အက်ဒါအိုပင်မှာအပြောင်းလဲအများကြီးမလုပ်ခဲ့တဲ့ကျွန်တော်တို့ဒီလူစင်းပိုင်းမှာလည်းပေါ့နော်ကျွန်တော်ဒီ Newcastle အသင်းကလေဘဘူးအသင်းကိုအများကြီးအသာစီရရှိတော့ကျွန်တော်တွေးကြရတယ်ဗျ။လေဘဘူးအသင်းရဲ့ကျွန်တော်ဒီ Suspic Corner တွေမှာခန်စစ်လူကဘူးအားနေချက်တွေရောပြီးတော့ Newcastle အသင်းရဲ့အကြံခံမှုအားပြုတဲ့ကစားမောင်ကိုလေဘဘူးအသင်းရဲ့ကစားသမားတွေလိုက်ပြီးတော့ရှင်မြန်ကစားတဲ့အချိန်မှာတော်တော်လေးကိုခက်ခဲနေအောင်လည်းကျွန်တော်တွေးကြရတယ်။အဲ့တော့ပွဲပြီးကြလက်ကတော့ Newcastle အသင်းအနေနဲ့လေဘဘူးအသင်းကိုနှစ်ကိုးတကိုးနဲ့အနိုင်ရရှိခဲ့ပြီးလေဘဘူးအသင်းကတော့ပွဲချိန်နောက်ပိုင်းမှာ ချေပါဝုတ်တကူပြန်သွင်းနိုင်ကြတယ်ဆိုပေမဲ့လည်းပွဲကစားချင်းမိနစ်ပြီးဆုံးချိန်မှာတော့နျူကာဆယ်အသင်းရဲ့အနိုင်ယူခြင်းကိုခံလဲရပြီးတော့တပတ်အတွင်းမှာတော့ဖလားနှလုံးကနေလက်ပြတ်နှုတ်ဆက်ပြီးတော့လက်ရှိမှာတော့ပရီးမီးယားလိတခုတည်းကိုပဲလေဗာပူးသင်းတဲ့အာယုံဆက်ရောက်ဖို့အတွက်ကြံရှိလိုပါတယ်ခင်ဗျာ ပထမဆုံးကျွန်တော်တို့ဒီလီဗာပူးအသင်းရဲ့ပွဲထွက်လူစင်းကိုကြည့်ရမယ်ဆိုလီဗာပူးအသင်းရောဒီပွဲစဉ်မှာပြီးခဲ့တဲ့ PSG နဲ့ပွဲစဉ်ကကျွန်တော်တို့လူစင်းနေရာမှာတော့အပြောင်းလဲနှစ်နေရာပဲလုပ်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဗျ။ကိုသမားနေရာမှာကျွန်တော်တို့အလက်ဆန်ဘိတ်ကားရဲ့နေရာမှာကလက်ဟာကိုကျွန်တော်တို့အစားထိုးပြီးသုံးပြလာတယ်။တစ်ဖက်ကကျွန်တော်တို့ညာဘက်ချမ်းခန့်စက် right back နေရာမှာကိုကျွန်တော်တို့အလက်ဇန္ဒားအာနိုဒန်ရရှိနေတဲ့အတွက်ဒီပွဲစဉ်မှာ concept ကိုအသုံးပြလာတာကျွန်တော်တွေ့ရတယ်ဗျ။ကျန်တဲ့ခန့်စက်တန်း၃ယောက်နေရာမှာကိုကျွန်တော်တို့ Konate, Van Dijk နဲ့ Robertson တို့ပဲပြန်ပြီးပွဲထွက်လာတယ်။ကွန်းလက်ဘက်မှာတော့ကျွန်တော်တို့ Gramovich နဲ့ Matt Alistair ကွန်းလက်အတွဲအုံမှာနံပါတ်10 row မှာတော့ Subo Slide တောင်းဝင်ကစားသွားပြီးတော့ Beverchan တိုက်စစ်မှာ Louis Dier ဲ့ညာတောင်မန်တိုက်စစ်မှာတော့မိုဟာမက်ဆာလတ်တို့ကကျွန်တော်တို့နေရာယူထားကိုတွေ့ရတယ်ဗျအထောင်တိုက်စစ်မှုနေရာမှာတော့ဒီဟိုဂျူတာပဲထပ်ပြီးတော့ပွဲထွက်လာပြီးတော့ကျွန်တော်တို့ကိုရီကပ်ပိုတို့ကာတဂျုံတို့ကတော့အရင်ဆင်းနေမှာပဲကျွန်တော်ပြန်ပြီးတွေ့ခဲ့ရဗျဒါကလည်းကျွန်တော်ဒီအာနီစလော့ရဲ့ဒီလူထုပုံမှာကျွန်တော်ဒီပွဲပန့်တဲ့ကစားသမား အစုံလင်နီးပါပြန်ပြီးပါဝင်လာတာကနျူကာဆယ်အသင်းအတွက်ပိုပြီးတော့များကျွန်တော်ဒီအသာစီးရသွားတဲ့အချက်တစ်ချက်လားဆိုတာလည်းကျွန်တော်ပြန်ပြီးစဉ်းစားဖို့ရှိပါလိမ့်မယ်ခင်ဗျကျွန်တော်ဒီတစ်ဖက်ကနျူကာဆယ်အသင်းရဲ့ကျွန်တော်လူထုတ်တဲ့ပုံစံကိုပြန်ပြီးကြည့်မယ်ဆိုနျူကာဆယ်ကလည်း4-3-3ပုံစံမှာသူတို့ရဲ့အဓိကကစားသမားအစုံလင်ကိုပြန်ပြီးတော့ပွဲထုတ်လာကျွန်တော်တွေ့ရတယ်ဗျကုဒုမနေရာမှာတော့နစ်ပိုးရှိမယ်ညာဘက်ချမ်းကန်စင်မှာထရစ်ပီယာဘက်ဘက်ချမ်းကန်စင်မှာတော့လီဗာမန်တို့ခန်းစစ်အတွင်းနေရာမှာကျွန်တော်ဒန်ဘန်နဲ့ဖေဘီယန်ရှားတို့တွေ့ရမှာဖြစ်ပြီးတော့ကွင်းလယ်အတွက်ဖက်မှာတော့နျူကာဆယ်အသင်းအောင်ဒီလက်ရှိအင်္ဂလန်ပရီးမီးယားလိရဲ့အကောင်းဆုံးကွင်းလယ်အတွက်ဖက်တွေတွေကတရွဲဖြစ်တဲ့ကျွန်တော်ဒီဘရူနိုကူမာရစ်စန်ထိုတိုနာနီနဲ့ဂျူလီယန်တန်တို့ရဲ့ကွင်းလ ံပဲထပ်ပြီးတော့ပို့ထွက်လာတာကိုကျွန်တော်တွေ့ခဲ့ရတယ်တိုက်စစ်ပိုင်းမှာတော့ Jacob Murphy နံပါတ်9ရုံးမှာတော့ Alexander Isaac နဲ့ကျွန်တော်ဘယ်တောင်မှတိုက်စစ်မှာတော့ပွဲပဲပြတဲ့အကြောင်းမပေါ်ဝင်နိုင်တဲ့ Anthony Gordon နေရာမှာတော့ Harvey Pence ကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျဒါကတော့ Newcastle အသင်းရဲ့အကောင်းဆုံးလူစင်းဖြစ်ပြီးဒီပွဲစဉ်မှာလည်းသူတို့ရဲ့ physically ပိုင်းကအကောင်းဆုံးအားတာချက်ကိုအသုံးချပြီး Liverpool အသင်းကိုအသာစီးရရှိအောင်စ조사ကစားပြီးတော့သူတို့အသင်းရဲ့အနိုင်ရရှိခဲ့တဲ့ line နဲ့လူထုတ်ပုံကလည်းတော်တော်လေးကိုကျွန်တော်တို့ပြောရမယ်ဆိုရင်အလုပ်ဖြစ်ခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျ နျူကာဆယ်အသင်းကတော့ကျွန်တော်တို့ပထမပိုင်းတွင်းကိုးနေမှာတော့တို့သည်ဒီလိုဆက်စပီနေရနေအဓိကလီဗာပူးတင်းရဲ့အားနည်းချက်ကိုကျွန်တော်တို့အဓိကကျွန်တော်တို့အသာစီးရအောင်ရှိအောင်ဆွမ်းဆောင်သွားနိုင်အောင်ကျွန်တော်တွေ့ရတယ်။ဒါဆိုဒါပထမ45မိနစ်ဒံပန်းရဲ့တွင်းကိုးမတိုင်ခင်မှာရရှိခဲ့တဲ့ဆက်စပီမှာဆိုရင်ဒီလိုပဲဗျာနော်ကျွန်တော်တို့နျူကာဆယ်အသင်းအနေနဲ့ အဲကျွန်တော်တို့လီဗာပူးအသင်းရဲ့အားသာချက်ဖြစ်တဲ့ကျွန်တော်တို့ Vage Van Dijk တို့ Konate တို့ Grammar Vett တို့ရှိတဲ့ကျွန်တော်တို့6ကိုက်စီးတဲ့ကိုကျွန်တော်တို့တောင်းကန်ဖို့ကန်တင်ပေးတဲ့ပုံစံမဟုတ်ဘဲနဲ့အဝေးတိုင်မှာကျွန်တော်တို့ရှိတဲ့ဒံပန်းစီကိုကန်တင်ပေးပြီးတော့အသုံးချကြအောင်ကျွန်တော်တို့တွေးရတယ်ဒီအနေထားမှာဆိုတဲ့ဒံပန်းကိုကျွန်တော်တို့မခင်ယူထားတဲ့ Matt Alistair ရဲ့အရမောင်းကျွန်တော်တို့ကွာဟမှုတွေမှာဒံပန်းကိုရှင်းတိုက်ဖို့တော့တော်တော်လေးကိုခက်ခဲခဲ့တယ်ဗျဒီတစ်ချိန်မှာဆိုလဲဒံပန်းပြန်ခေါင်းတိုက်ပြီးတော့ချပေးတဲ့ဘောလုံး Bruno Gomes ခေါင်းတိုက်ခွင့်ရရှိခဲ့မယ်သူရဲ့တိုက်ချက်ထိချက်မမှန်ခဲ့တာရဲ့ကြောင့်လားကလဲဟာကျွန်တော်တို့ကာကွယ်တော့နိုင်အောင်ကျွန်တော်တွေးခဲ့ရပါတော့ဒီမှာဆိုကျွန်တော်တွေးလို့ရကြည့်လို့ရ ရတယ်ဗျဓမ္မန်ကောင်းတဲ့ချက်ကိုကျွန်တော်တို့ကူမာရေးစ်ကောင်းတိုက်တဲ့ချိန်မှာပြန်ပြီးတော့ကလဲဟာအနေနဲ့ကာဝင်နိုင်ခဲ့လို့ဒါကျွန်တော်ဒီမာတွေကနေကျွန်တော်တို့နျူကာဆယ်အတင်းဦးဆောင်ဖို့မြင်ရရှိခဲ့တာဗျအဓိကတော့နျူကာဆယ်ကကျွန်တော်တို့ Vagevan Dai တို့ Kona Dai တို့ရှိတဲ့ကျွန်တော်တို့ဒီ6ကိုက်စီနဲ့ Vanity Spot နေရာကိုအသုံးမပြုဘဲနဲ့အဝေးတိုင်ကိုအဓိကထားပြီးအသုံးပြုသွားတာကျွန်တော်တွေ့ခဲ့ရတယ်။အဲ့ဒီနေရာမှာလည်းကျွန်တော်ဒီ Dampan နဲ့ Dampan နဲ့ Matt Alistair တို့ရဲ့အယံမောင်းကွာဟမှုကိုအသုံးချသွားပြီးတော့ စကမ်းမောတွေပြန်ပြီးချပေးတဲ့နေရာမှာပြန်ပြီးပိတ်သွင်းမဲ့ဥစားကိုအသုံးပြုခဲ့တယ်လို့45မိနစ်မှာဆိုရဲဓမ္မန်အသွင်းကိုမှာဆိုရဲဓမ္မန်ကဒီလိုအခွင့်အရေးနေပဲအကောင်းဆုံးတုံချအောင်ကျွန်တော်တွေးခဲ့ရပြန်အဲ့တော့ဒီမှာနောက်ထပ်ဗီဒီယိုလေးတစ်ခုထပ်ပြီးတော့ကျွန်တော်ကြည့်ကြည့်ရအောင်ဗျအဲ့ဒါကတော့ကျွန်တော်တို့ဘဝူအသင်းကျွန်တော်ဒီပထမဥဆောင်ကိုပေးခဲ့ရတဲ့ညူကာဆယ်တင်းရဲ့တောင်းကံပေါ့နော်ဒီပွဲစဉ်မှာဆိုလဲကျွန်တော်တို့ဒီအလုံးမှာဆိုလဲဒီတိုင်းပဲဗျ ဒမ်ပန်ကအမြဲတမ်းကျွန်တော်တို့ဒီ6 guide စီးနဲ့ကျွန်တော်တို့ Pandey Sport နားကဲ့နေရာမှာမရှိဘဲနဲ့အဝေးတိုင်းမှာပဲအမြဲတမ်းနေတယ်ဒီ four post ကိုပဲ Trippier အနေနဲ့ကန်ချပေးတယ်ဗျပထမတစ်ချိန်ကျွန်တော်ခုနပြခဲ့တဲ့ဗီဒီယိုမှာဆိုလဲဒမ်ပန်ရဲ့ position မှာကျွန်တော်တို့ Matt Alistair ဒီနားမှာပဲကျွန်တော်တို့ Marking Rashford ကိုတွေ့ရတယ်ဒီတစ်ချိန်မှာလဲဒမ်ပန်ရဲ့နေရာမှာ Matt Alistair ပဲ Marking Rashford ကိုကျွန်တော်တွေ့ရတယ် Liverpool အသင်းရဲ့အရမ်းမြောင်းမိမာတဲ့ကစားသမားတွေဖြစ်တဲ့ Kunate တို့ Graven Bash တို့ Van Dijk တို့ရဲ့ position က ဒီ6ไก่ซีเนี่ย5ရဲ့အဓိကနေရာပေါ့เนาะ dangerous zone ကိုအဓိကကာကွယ်ပေးဖို့ဖြစ်ထားတဲ့နေထားမှာဒီအဝေး zone တွေမှာနေရာလွတ်တွေအများကြီးဖြစ်နေတယ်ဗျ။အဲနေရာလွတ်ကိုပဲ Newcastle အသင်းနေနဲ့အများအန်းအသုံးချပြီးတော့ကျွန်တော်တို့ကွန်နာတွေ suspect တွေမှာအသုံးပြုသွားအောင်ကျွန်တော်တွေးခဲ့ရတယ်။ဒီတစ်ချိန်မှာလည်းကျွန်တော်ပြောမှဆိုရင်ဒီဟာတော့ Dunban ရဲ့ counter check twin goal ကောင်းတိုက်တာကောင်းခဲ့ရတယ်လို့ Kleha ရဲ့ကျွန်တော်ဒီကာကွယ်မှုမှာလည်းအနည်းငယ်လေးကျွန်တော်ရော့ရော့ရဲ့နိုင်ခဲ့တာကျွန်တော်တွေးခဲ့ရတယ်ဗျ။အဲ့တော့ကျွန်တော်ဒီ goal ရွားရနေထားလေးကို video လေးပြန်ပြီးကြည့်ကြည့်မယ်ဗျ။ ကဲဒါကတော့ Newcastle အတင်းရပထမအဦးဆုံးဦးဆောင်ဂိုးပါဗျ။ဒါကတော့ကျွန်တော်ဒီ Newcastle အတင်းဒီဂိုးမတိုင်ခင်မှာလေတို့ရရှိခဲ့တဲ့အခွင့်အရေးကိုပဲကျွန်တော်အကောင်းဆုံးအသုံးချဖို့ဒီပုံစံတိုင်းပဲကျွန်တော်တို့အကောင်းဆုံးအကျိုးရှိအောင်အသုံးချခဲ့တယ် အဲ့ဒီကနေဂိုမီယာရှိခဲ့တဲ့တန်အောင်နောက်တစ်ချိန်ရရှိခဲ့တဲ့အခွင့်အရေးမှာလည်းနျူကာဆယ်အနေနဲ့ဒီတိုင်းပဲထပ်ပြီးတော့အသုံးချသွားခဲ့ပြန်ဒါတွေကိုတော့လဘဝူးသင်းရဲ့ကစားသမားတွေကပွဲချိန်မိနစ်အပိုင်းအတွင်းမှာပဲကျွန်တော်ပြန်ပြီးတော့ကျွန်တော်တို့ကာဗာမလုပ်နိုင်ခဲ့ဘူးเนาะပထမလည်းဒီလိုပဲအခွင့်အရေးတစ်ချိန်ပေးခဲ့ရတယ်ဒါပေမဲ့နောက်တစ်ချိန်တွေးဆောင်ခဲ့တဲ့ဒီအခွင့်အရေးမှာလည်းလဘဝူးသင်းရဲ့ခန်းစစ်ကစားသမားတွေရဲ့ကျွန်တော်နေရာယုံမှုယူပုံတွေဒံပန်းကိုမာကင်ယူထားတဲ့မတ်အလစ်စတာရဲ့အားနည်းချက်ကိုလည်းနျူကာဆယ်အကောင်းဆုံးအသုံးချသွားပြီးတော့ပထမအဦးဆုံးဥဆောင်ကိုရရှိခဲ့တာကိုကျွန်တော်တွေးခဲ့ရတယ်ခင်ဗျာ ဒါတော့ကျွန်တော်ညူကာဆယ်အသင်း Isaac ကတွင်းကိုပေါ့နော်လူကြုံမဖြစ်ခဲ့ဆိုရဲအနေထားလေးကိုပြန်ပြီးကြည့်ကြည့်မယ်ဗျဒီတစ်ချိန်မှာလည်းညူကာဆယ်အသင်းကအဝေးတန်ကိုပဲအသုံးချခဲ့တယ် Fabian Shaw နဲ့ထိပြီးထွက်လာရော Alexander Isaac ပိတ်သွင်းတဲ့အချိန်မှာလူကြုံမဖြစ်သွားရဲဆိုရဲအနေထားပေါ့နော်အဲဒါမှမဟုတ်ကျွန်တော်လူကြုံမစီးမြင်အရာ Alexander Isaac ကတော့ကျွန်တော်ဒီတွင်းကိုမှဆိုရင်ကျွန်တော်တို့လူကြုံမထဲမှာဖြစ်နေတဲ့အနေထားမှာတော့မရှိဘူးဒါမှမဟုတ်ဘာကြောင့်လူကြုံမဖြစ်သွားလဲဆိုတဲ့အနေထားလေးကိုကျွန်တော်ပြန်ရှင်းပြပေးပါမယ်ဗျ အဓိကကျွန်တော်တို့ဒီ twin goal မှာဆိုရင်တော့ Alexander Isaac ကကျွန်တော်တို့ဒီဘက်က Newcastle အသင်းရဲ့ခံစစ်ကစားသမားနဲ့ကြည့်ရင်သူဒီကျွန်တော်တို့ offside position မှာတော့မရှိဘူးဗျ offside position မှာမရှိတဲ့ကစားသမား Bruno Guimaraes ပေါ့နော်အဓိကကတော့ဒီဘက်ကဒမ်ပန်နဲ့ထိပြီးတော့ဘောလုံးက goal line ကျောင်းနဲ့သွားတဲ့အချိန်မှာ Bruno Guimaraes ဒီ လဘဘူးတဲ့ကိုဒမကလင်ဟာရဲ့မြင်ကွင်းကိုနှောက်ရှက်နေရဆိုတဲ့အနေထားနဲ့ဒီကိုကကျွန်တော်ဒီပယ်ဖြတ်ခံခဲ့ရတာပေါ့နော်အလက်ဇန်ဒါအိုက်ဆက်ကတော့ဒီတွင်းကိုမှလူကျုံပေါ်အနေထားရသူဒီ offside position လူကျုံတဲ့အနေထားမှာမရှိပါဘူးဒါပေမဲ့လူကျုံတဲ့အနေထားမှာရှိနေတဲ့ Bruno Gomes ကဒီတွင်းကိုမှကိုဒမရဲ့မြင်ကွင်းကိုရှုပ်နေတဲ့အနေထားကြောင့်ဖြစ်နေရတဲ့ကြောင့်ဒီတွင်းကိုပယ်ဖြတ်ပြီးတော့လူကျုံပေါ်ဖြစ်ပေးခဲ့တာဖြစ်ပါရဲ့ဗျဒီတွင်းကိုမှဆိုရင်လည်းကျွန်တော်နျူကာဆယ်တင်းရဲ့ခန်းစစ်ကစားသမားဖြစ်တဲ့ကျွန်တော်ဒီကွန်ဆက်နဲ့ကိုနာတေးရဲ့ ကျွန်တော်တို့ Graven Bash 26နာတေးတို့ရဲ့ကျွန်တော်တို့ပြောရမှာဆိုဒီမှာဆိုသူ defensive ကစားသမား3ယောက်ရှိတယ်။ Newcastle အသင်းက2ယောက်ပဲရှိတယ်ဗျ။ဒါပေမဲ့ဒီကစားသမား3ယောက်လုံးကဒီ Newcastle အသင်းရဲ့ကစားသမား2ယောက်ရဲ့ combination play ကိုမလိုက်နိုင်တော့ကျွန်တော်တွေ့ရတယ်။ဒီမှာဆိုပထမအဦးဆုံးကျွန်တော်ဒီ Quanset ကဝင်လို့တဲ့ပုံစံကိုကျွန်တော်ကြည့်ကြည့်ရအောင်ဗျ။ โอเคဒီဘက်ကနောက်ထပ်လီဗာမန်တို့ထွက်သွားတဲ့အချိန်မှာလဲဂရမန်ဘတ်အနေနဲ့ရမီအောင်ပေါ့နော်ပြန်လိုက်တဲ့နေထားမှရှိရဲဒါတော့ဂရမန်ဘတ်အနေနဲ့ပွဲပန်းနေတဲ့ဒန်ရဲ့ပွဲဆက်များလာတဲ့အချိန်မှာကစားအကျလာတဲ့အချိန်မှာဒီအောင်လိုင်းမနုနေတဲ့အချိန်မှာကိုနာတေးအနေနဲ့ထွက်ပြီးတော့လိုက်ခဲ့ရတယ်ဒီဟာကျွန်တော်တို့လီဗာပူးအသင်းရဲ့ခံစစ်ဒီအနေအမှာ အဲကျွန်တော်ပြောမယ်ဆိုတော့ Liverpool ခံစားရဲ့ session ကစီးတဲ့မှာဆိုရင်ကျွန်တော်နေရာလွတ်တယ်အများကြီးဖြစ်သွားစီတဲ့အနေထားကိုဖြစ်သွားစီရယ်ပေါ့နော်ကိုနာတင်းနေလည်းဒီဘောလုံးကိုသူထွက်လိုက်ပြီးပြီဆိုရင်လည်းကျွန်တော် Liverpool တို့အကောင်းဆုံးကျွန်တော်တို့အခွင့်အရေးမရအောင် crossing တင်းလို့မရအောင်အနည်းစားဆုံးအနေထားမှာဖိအားပေးနိုင်တင်ပေမဲ့လည်းသူဖိအားပေးထားတဲ့နေရာရဲ့အကွာအဝေးကတော်တော်လေးကိုကျွန်တော်တို့များနေရတွေ့ရတယ်ဗျဒီအတွက်ကြောင့်မို့လဲ Liverpool တို့ဟာကျွန်တော်လွယ်လွယ်ကူကူပဲကျွန်တော်တို့ crossing မနိုင်ခဲ့တယ်ဗျ Liverpool ကိုကျွန်တော်တို့ crossing မခဲ့တဲ့အချိန်မှာလည်း Vagevan အနေနဲ့ဘောလုံးကိုပဲကျွန်တော်တို့ကြည့်နေပြီးတော့သူရဲ့အဓိက ကျော်နေနောက်ထပ် marking player ဖြစ်တဲ့ number 9 room မှာကစားနေတဲ့ Alexander Isaac ရဲ့ position ကိုသူဒီလွှတ်ထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်။အဲ့တော့ဒီ twin wing ကိုပြန်ကြည့်ရမယ်ဆိုရင် Liverpool အသင်းရဲ့ခံစစ်ခဲ့ကျော်နေညာဘက်ချမ်းခံစစ်ဖြစ်တဲ့ Quansash ခံစစ်အတွင်းသူဖြစ်တဲ့ Konate ရဲ့အားနည်းချက်တွေပြင်မှာအသင်းကောင်းဆုံး Wagner Van Dijk ရဲ့ position အောက်နေတဲ့ပုံစံမျိုးလည်းကျွန်တော်တွေ့ခဲ့ရတယ်ဗျ။အဲ့ဒါကြောင့်မို့ပဲ Robinson နဲ့ကျော်နေ Jacob Murphy ကောင်းရှင်တိုက်တဲ့အချိန်မှာ Jacob Murphy အသာစီးရသွားတဲ့အချိန်မှာတော့ Alexander Isaac ကအဲ Lucas ချင်းခံထားရတယ်မရှိဘဲနဲ့ကျွန်တော်တို့ marking မရှိဘဲနဲ့เนาะကျွန်တော်ဒီ တွင်းကိုအကောင်းဆုံးတွင်းယူနိုင်မှုအတွက်အခွင့်အရေးလေးရရှိခဲ့တယ်ဗျ။ အဓိကအနေနဲ့ Vagie Van Dijk အနေနဲ့ position ဝင်အဓိကဦးစားပေးပြီးတော့သူ့အနောက်မှာရှိတဲ့ Alexander Isaac ရဲ့နေရာလွတ်ကိုကာကွယ်ဖို့အတွက်အကဲကျွန်တော်တို့ဒီထက်ပိုပြီးကောင်းမွန်တဲ့ကျွန်တော်ဖြတ်တောက်မှုလုပ်ခိုင်းခဲ့ရင်တော့ Liverpool အသင်းအနေနဲ့ဒီအတွင်းကိုခွင့်ပြုခဲ့ရဖို့အတွက်ကတော့အကောင်းဆုံးကာကွယ်နိုင်မယ့်အနေအထားမှာကျွန်တော်တို့ရှိနိုင်ခဲ့တယ်ဆိုပေမဲ့ Van Dijk အနေနဲ့ဘောလုံးကိုဦးစားပေးပြီးကြည့်နေပြီးတော့သူ့အနောက်က Marking ကိုလွတ်ထားတဲ့အနေအထားမှာတော့ Liverpool အသင်းအနေနဲ့ဒုတိယမြောက်အတွင်းကိုခွင့်ပြုခြင်းခံလိုက်ရတယ်ပေါ့နော် ဒါတော့ကျွန်တော်တို့လီဗာပူးအသင်းကတော့နှစ်ကိုးပြတ်ရှုံးပြီးတဲ့နောက်ပိုင်းမှာတော့သူတို့အသင်းရဲ့ကစားပွက်အပြောင်းအလဲတွေကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ Harvey Elias ဝင်လာပြီးတဲ့အချိန်မှာ Newcastle အသင်းကခံစစ်ဘက်မှာကျွန်တော်တို့ Kansas Robinson နဲ့ကျွန်တော်တို့ Fagge Van Dyke တို့၃ဦးလောက်တာထားခဲ့ပြီးတော့ကွင်းလယ်ဘက်မှာကျွန်တော်တို့ Cardiff Jones Harvey Elias Suppose Line တို့နဲ့ကွင်းလယ်အတွက်နဲ့တိုက်စစ်ပိုင်းမှာ Bebel Chan မှာ Cody Gakpo အဲတိုက်စစ်မှုနေရာမှာ Chiesa နဲ့ Darwin Nunez နဲ့ညာဘက်ခြမ်းမှာ Mohamed Salah 334ပုံစံမျိုးပါပြောင်းပြီးတော့ကစားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့ဒီကစားကွက်ကလည်းအလုတ်ဖြစ်လာဆိုတော့ Newcastle ရဲ့ကျွန်တော်တို့451ပုံစံမျိုးခံစစ်တန်းမှာတော့အရင် င်းကြီးအလုံးမဖြစ်ခဲ့ဘူးဗျအဲ့ဒီအတွက်ကြောင့်မလဲကျွန်တော်တို့လေဘဘူးအသင်းအနေနဲ့တော့အဲနျူကာဆယ်ခံစစ်တန်းကိုကျွန်တော်တို့အနီကက်တွဲလုံး combination နဲ့ထိုးဖောက်လို့မရတဲ့ခါကျမှပွဲချင်းနောက်ပိုင်းနေမှာကျွန်တော်တို့လောင်းဘောတွေနဲ့ကျွန်တော်တို့ size ကနေကျွန်တော်တို့ win win back တွေကနေပေါ့နော်ကျွန်တော်တို့ left side right side ကနေ crossing နေနဲ့ထိုးဖောက်တာကိုတွေးခဲ့ရတယ်ဒါပေမဲ့လည်းဒီပွဲရဲ့နျူကာဆယ်အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ဒန်ဘန်ရဲ့ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့ရှင်းထုတ်မှုတွေနဲ့ပဲကျွန်တော်တို့အဆုံးတက်ခဲ့ရတယ်ဗျ ဲ့တော့ကျွန်တော်တို့ပြောရမယ်ကျွန်တော်လီဗာပူးအသင်းအနေနဲ့ပွဲကြီးနောက်ပိုင်းနေမှာတိုက်စစ်ကိုကျွန်တော်တို့ဖွင့်ပြီးကစားခဲ့ရဆိုရင်လည်းအခွင့်အရေးတော့များ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 မရခဲ့ဘူးဒါပေမဲ့ပွဲပြီးကန်ဒီမိနစ်မှာတော့ချေဆာရဲ့အခွင့်အရေးမှာတော့အဲကျွန်တော်တို့နီယူကာဆယ်အသင်းရဲ့နည်းနည်းလေးကျွန်တော်ဘရူနိုကူမာရီရဲ့ပေါ်ရုံမှုကနေရရှိခဲ့တဲ့အခွင့်အရေးတစ်ခုတော့ကျွန်တော်အကောင်းဆုံးအသုံးချနိုင်ခဲ့တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဘရူနိုကူမာရီရဲ့အမားကနေရရှိခဲ့တဲ့ချေဆာရဲ့ twin ကိုပြန်ပြီးတော့ထပ်ပြီးတော့ကြီးကြီးလိုက်အောင်ဗျာ အရင်ဆုံးကျွန်တော်နယူကာဆယ်ဘောလုံးအပြက်ကနေကောင်တာတကင်ပြန်သွားဖို့ကြိုးစားရတဲ့အချိန်မှာဘရူနိုကူမာရေးစ်အနေနဲ့မလုတဲ့နဲ့ကျွန်တော်ဒီပေါ်ရုံမူလေးတစ်ခုလုပ်ခဲ့တယ်။အဲအကနေပဲအခွင့်ရရှိခဲ့ပြီးတော့ twin ကိုတော့ပထမမှာကျွန်တော်တို့ line စီချက်တိုင်းကလူဂျုံမောဖြစ်သတ်မှတ်ပေးထားတာဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့ VAR ပြန်ကြည့်ပြီးတော့မှ twin ကိုခွင့်ပြုခဲ့ရတယ်ဗျ။အဲ့တော့ဒီ goal မှာကျွန်တော်တို့နယူကာဆယ်အသင်းရဲ့ကျွန်တော်တို့အနေငယ်လေးပေါ်ရုံမူကိုကျွန်တော်ပြန်ပြီးတော့ကြည့်ကြည့်အောင်ဗျ။ ဘူနိုကူမာရစ်အနေနဲ့ဒီအနေထားမှာပေါ့နော်မလုံသိတဲ့အနေထားမှာကျွန်တော်အမာယွန်းလေးလုတ်ခဲ့တယ်နျူကာဆယ်ခန်စီတန်တန်းလုံးကတိုက်စစ်ကိုပြန်ပြီးတော့လိုက်ပါနေတဲ့အချိန်မှာတော့တစ်ဖက်ကချေစာတို့မိုဟာမက်ဆာလက်တို့အနေနဲ့နေရာလွတ်လေရရှိခဲ့တယ်အဲ့နေရာလွတ်ကိုလည်းဟာဗေးအီလော့စ်အနေနဲ့အကောင်းဆုံးအသုံးချပြီးတော့ ကောင်းမွန်တဲ့ကျွန်တော်ဒီဖန်နီးပေးမှုတစ်ခုလုပ်ခဲ့ရပါတော့ဒီမှာဆိုရင်နျူကာဆယ်အတင်းရဲ့ခန်စတန်က position ပြန်ပြီးတော့မယူရတဲ့အနေအထားမှာ off position ဖြစ်နေကြဗျဒီချိန်မှာကျွန်တော်ဒီချေဆာတို့မိုဟာမက်ဆာလာတို့ဟာဘောလုံးအပြတ်ကနေပြန်ပြီးရရှိခဲ့တာဖြစ်တဲ့ကြောင့် transition မှာတို့ဒီအားသာချက်အရာကျွန်တော်ဒီ position play မှာတို့ဒီနျူကာဆယ်အတင်းရဲ့နောက်တန်းကစားသမားတွေရဲ့အနောက်မှာရှိနေတာကိုကျွန်တော်တွေးခဲ့ရတယ်ဒီအနေအထားကို Harvey Elliott နဲ့အကောင်းဆုံးအသုံးချနိုင်ခဲ့တယ်ဗျ ဟာဗစ်အီလီယော့စ်ပန်ပေးပို့တဲ့အချိန်မှာလည်းညူကာဆယ်အသင်းရဲ့ခံစစ်ကသမားဖေဘီယန်ရှားနဲ့ကျွန်တော်တို့ချေဆာတို့ရဲ့အနေထားမှာဖေဘီယန်ရှားအနေနဲ့ချေဆာရဲ့နောက်မှာရှိနေရဖြစ်တဲ့ကြောင့်လူကြုံမွားဖြစ်တဲ့တော့ကျွန်တော်တို့မရှိခဲ့တဲ့အနေထားကို VR ကြည့်ပြီးပြန်မျိုးတွေးခဲ့ရတယ်။စစ်ချက်တိုင်အရကျွန်တော်ဒီတွင်းကိုလူကြုံဘောဖြစ်တတ်မှတ်ထားခဲ့မယ်လေ VR ပြန်ကြည့်ပြီးတဲ့အချိန်မှာတော့ဖေဘီယန်ရှားနဲ့ချေဆာတို့ရဲ့ line ကိုပြန်ပြီးကြည့်ရမယ်ဆိုချေဆာအနေနဲ့ဖေဘီယန်ရှားရဲ့နောက်မှာပဲရှိရဖြစ်တဲ့ကြောင့်ဒီတွင်းကိုတော့ခွင့်ပြုခဲ့ရတယ်ဗျ။ဒီတွင်းကိုမှတော့ညူကာဆယ်အသင်းရဲ့ကွင်းလယ်ကစားသမားဘရူနိုကူမာရီရဲ့ပေါ်ဆောင်မှုကြောင့်အခက်မသိရင်လေဘဝူအသင်းအနေနဲ့ပွဲချိန်နောက်ပိုင်းနေ ီမှာလည်းခွင်ရင်းကောင်းတချို့ထပ်ပြီးဖန်တီးနိုင်ခဲ့တယ်ဆိုရင်ပွဲကစားချိန်မိနစ်ပိုင်းတာဒီထပ်ပို့ပြီးတော့ရရှိခဲ့မယ်ဆိုရင်တော့တင်ကိုထပ်ပြီးတော့ပို့ရရှိနိုင်တဲ့အနေထားတေချနိုင်တဲ့အနေထားကိုမျှော်လင့်လို့ရရဆိုရင်လည်းပွဲကစားချိန်မိနစ်ပိုင်းကတိတ်မကြံတော့တဲ့အချိန်မှာနယူကတ်ဆယ်အသင်းအနေနဲ့အကောင်းဆုံးထိ ंछ ုပ်ကစားပြီးတော့ဒီတွင်းကိုတော့ကျွန်တော်တို့နှစ်ကိုးတကိုးအနေထားနဲ့ပဲပွဲကိုအပြီးသတ်နိုင်ခဲ့ပြီးတော့နယူကတ်ဆယ်အသင်းအနေနဲ့သူတို့ရဲ့နှစ်ပေါင်း80ကြာဖလားမရရှိမှုကိုအဆုံးသတ်နိုင်ခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်။အဲ့တော့ဒီတွင်းကိုမှာတော့ဘရူနိုကူမာရိုရဲ့ပေါ်ဆမှုကြောင့်နယူကတ်ဆယ်တို့အနည်းငယ်လေးဆုံးရင်ခဲ့ရတယ်ဆိုပေမဲ့လည်းပွဲဖီးချိန်မှာတော့နှစ်ကိုးတကိုးဆိုတဲ့အနိုင်ရလက်ရရှိအောင်တော့ ်တသိန်းလုံးအကောင်းဆုံးဆွမ်းဆောင်ထားနိုင်တာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျ။ အနူကဆန်နဲ့ပွဲချင်းနောက်ပိုင်းနေမှာနူကဆန်နေနဲ့အင်ပလေးယာနေပဲကျွန်တော်တို့ဒီလင်းလုပ်ပြီးပေါ့နော်အကောင်းဆုံးအချိန်ဆွဲကစားပြီးတော့သူတို့အသင်းအတွက်အကောင်းဆုံးကျွန်တော်တို့အခွင့်အရေးတွေဖန်တီးသွားနိုင်တယ်လီဗာပူးကတော့ဒီပွဲစဉ်မှာကျွန်တော်တို့သူ့ရဲ့ပွဲပန်းတဲ့ဒန်နေ PK နဲ့ PSG နဲ့ပွဲစဉ်မှာမိနစ်190တိရှင်မြန်ကစားခဲ့ရပြီးတော့ပွဲပန်းနေတဲ့အနေအထားမှာတော့အခွင့်အရေးကောင်းတွေအများကြီးမဖန်တီးနိုင်ခဲ့ဘူးပွဲစတွေကပဲကျွန်တော်တို့နူကဆန်အသင်းရဲ့မမထန်ထန်တုတ်ပြန်ကစားမှုအောက်မှာတော့လီဗာပူးအသင်းနဲ့တော်တော်လေးရုန်းကန်ခဲ့ရသူပွဲချင်းနောက်ပိုင်းမှာခြေစားရဲ့သွင်းကိုကြောင့်လီဗာပူးအနေနဲ့မျောနေတဲ့ချုပ်ပြန်ရှိခဲ့ရဆိုပေမဲ့လည်းပွဲပြီးမိနစ်မှာတော့နူကဆန်အသင်းကပဲအကောင်းဆုံးကျွန်တော်တို့ ထိန်းချုပ်ကစားသွားရင်လည်းပွဲပြီးတဲ့အချိန်မှာနှစ်ကိုးတကိုးဆိုရဲရက်လက်နဲ့ပဲအနိုင်ရရှိသွားအောင်ကျွန်တော်တွေးခဲ့ရတယ်ဗျ။ဒါတော့နယူကတ်ဆယ်အသင်းရဲ့ပွဲချိန်နောက်ပိုင်းဒီမှာ twin goal ရရှိဖို့တက်ဆိုင်အနိုင်ရလက်ရရှိဖို့ပဲထိန်းသိမ်းသွားတဲ့ကစားတဲ့ပုံစံလေးကိုလည်းကျွန်တော်တွေးခဲ့ရတယ်။ဒီပွဲစဉ်အပြီးမှာတော့နယူကတ်ဆယ်အသင်းနေတော့လီဗာပူးအသင်းကိုနှစ်ကိုးတကိုးနဲ့အနိုင်ရရှိပြီးတော့နှစ်90ကြာဆူပလာမယာရှိမှုစံချိန်ကိုအကောင်းဆုံးအဆုံးသတ်နိုင်ပြီပဲသူတို့အသင်းအတွက်နှစ်90ပြင်ပထမအဦးဆုံးကျွန်တော်တို့ domestic cup ပေါ့နော်ကျွန်တော်ဒီ AFL flower ရရှိကြအောင်ကျွန်တော်ဆွမ်းဆောင်ထားနိုင်ကြတာကျွန်တော်တွေးခဲ့ရဗျာ ကဒီနေ့ပွဲစဉ်ပြီးမှာတော့လေဗာပူးအသင်းနဲ့နျူကာဆယ်အသင်းကိုရှုံးနေခဲ့လို့ဂျာယက်ကရှင်ပြန်ကစားခဲ့တဲ့ချန်ပီယံလိဘွဲစဉ်မှာလည်း PSG အသင်းကိုရှုံးနေခဲ့တာဖြစ်တဲ့အကြောင်းမို့ဒဘတ်တွင်းမှာဆူဖလာနှလုံးကလက်လွတ်ခဲ့ရပြီးတော့လက်ရှိနေထားမှာတော့လေဗာပူးအသင်းနေနဲ့ပရီးမီယာလိဂ်ဆူဖလာတစ်ခုလည်းပဲအောင်ဆိုင်ဖို့အတွက်ကြံမာတော့မယ်။အဲ့တော့ဒီပွဲစဉ်မှာတော့နျူကာဆယ်အသင်းအနေနဲ့လေဗာပူးအသင်းရဲ့အားနည်းချက်တွေကိုအကောင်းဆုံးအသုံးချပြီးသူတို့အသင်းအတွက်ပထမအဦးဆုံး90တင်းမှာရရှိခဲ့တဲ့ဆူဖလာကိုအကောင်းဆုံးကံမြောက်အောင်ပွဲခံရင်းနဲ့ကျွန်တော်တို့နျူကာဆယ်အသင်းအနေနဲ့တော့လေဗာပူးအသင်းကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိသွားခဲ့တာကိုကျွန်တော်တွေးခဲ့ရပါတယ်ခင်ဗျ။ ဒါကတော့မင်းညားရှင်မြန်ကစားခဲ့တဲ့ EFL Carabao Cup Final ပွဲစဉ်ဖြစ်ရှင်မြန်ကစားတဲ့ Newcastle အသင်းနဲ့ Liverpool အသင်းနဲ့ပွဲစဉ်ကိုကျွန်တော်တို့ tactical analysis အနေနဲ့လုပ်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်ပွဲကောင်းလေးတွေကို tactical analysis season လေးလုပ်ပေးဦးမှာမလို့စောင့်မျှော်အားပေးကြည့်ရှုကြပါအောင်ခင်ဗျာ။